အဲ့ချီးရင်လည်းပျော်မွေ့ပြီးတော့မှဒီဟာဒီဟာကြီးကငါတို့အမိမိကိုကာကွယ်ရမှာငါတို့အမိမိကိုကာကွယ်ရမှာဆိုတဲ့စိတ်အမိမိကိုကာကွယ်ရမှာဆိုတော့အမိမိဆိုတော့ဆိုရအောင်ဘယ်တိုင်းတမလာတိုက်တာလဲဆိုတဲ့ဟာလေအလိုပဲမင်္ဂလာပါမင်္ဂလာပါဆရာကြီးမင်္ဂလာပါဟုတ်ဒီနေ့က2025ဒီဇင်ဘာ10ရက်နေ့ပေါ့နော်ထုံးတယ်လိုက်ကျွန်တော်နေ့စဉ်ထူးခြားသတင်းတွေ တင်ဆက်ပေးသွားမှာပေါ့နော်အဲ့တော့ထူးခြားသတင်းတွေနည်းနည်းလောက်ပါအောင်ကြည့်ကျွန်တော်တို့ဒီဇင်ဘာလ10ရက်ပေါ့နော်သူတန်တိတ်တပိတ်နေမှာပဲဒါပိတ်ထားတဲ့ဈေးဆိုင်တွေအလုပ်ယုံတွေနဲ့ဒါကုမ္ပဏီတွေကိုအရေးယူဖို့ပေါ့နောက်တစ်ခုကအဲမြည်တိဝန်ထမ်းအောင်မှခွင့်မပေးဘဲနဲ့ပေါ့နော်လူစုံတက်ဆုံဂျုံတက်ဖို့ဆိုတာမျိုးတွေဒါဂျုံကနေပြီးစာထွက်ထားတဲ့ဒါတွေတော့တွေ့ရတယ်ပေါ့ဟုတ်အဲ့တော့ဟိုကျွန်တော်တို့ကသွားပြီးတော့မှဟိုတော်လန်ဟေးကဒါဟွာပေါ့ ဟိုနည်းနည်းလေးဟိုအဖြစ်ကြပါဘောတချို့စိတ်ပြက်အားငယ်မှုတွေရှိကြတယ်ဗောနော်ဒါမိုးကုတ်ပြဿနာနဲ့ပတ်သက်ပြီးတော့လေစိတ်ပြက်အားငယ်မှုတွေရှိကြတယ်ရှိတဲ့အချိန်မှာဝုံးဆိုဒါမန္တလေးမြို့တဲကိုကျွန်တော်တို့တော်လိုင်းဘတ်တော်သားတော်မှာပဲဟိုမဟုတ်ဘူးဟိုဘယ်လိုပြောရမလဲဆိုတော့ဟိုလူမတိသူမတိမဟုတ်ဘူးဗောနော်လူမတိသူမတိမဟုတ်ဘဲတကယ်ထင်ပေါ်ကြော်ကြားတဲ့လူတွေကကောက်ဝင်ပြီးတော့มาဒါမန္တလေးမှာ ဘုံဆိုကောက်လဲလှုပ်လဲလှုပ်လိုက်ကောဒါစစ်ကောင်စီကတကယ်ဟိုအကြက်ရိုက်သွားတာပေါ့နော်ဒါဟိုလပါခတိုင်မူတင်မင်းလက်တို့ပါလို့လေအတော်ဒုက္ခရောက်ပြီးတော့မှဒီချိန်တော့ဘလောက်တောင်ထောင်းခံနေရမလဲတော့မသိဘူးပေါ့နော်မင်းဒါဝင်နောက်ဘာကြီးလှုပ်လဲဆိုမနီပူရာဘက်မှာဆိုလို့ရှိရင်ဒါဒီဟိုပါတော့ဒေါက်တာဒေတာဆက်ဓာတ်ပုံကြီးလိုက်ပြပြီးတော့မှဟိုဒါတွေးမိလိုက်လားတော့ဘာဖြစ်လာညာဖြစ်လာတယ်ဆိုတော့အဲ့တော့တွေးမိဟိုတွေးမိဖို့ တွေးမိလေဘလူကတွေးတယ်လို့ပြောမှာတော့ဘောနော်ဟုတ်တယ်မဟုတ်လားဟိုသူတို့ရဲ့စဉ်းစားဉာဏ်တော်တော်လေးလေးတိန်နေဘောနော်တိန်တဲ့ခါကျတော့လေဒါနိုင်ငံကိုတကယ်ဒီလိုမျိုးကြောက်တဲ့ကြောက်အောင်လေသူတို့ပဲဒီအတွေးတိန်နေနဲ့လှုပ်တာဘောနော်အခုလည်းဒီတိုင်းပဲအတန်နိတ်တပိတ်လှုပ်မယ်အတန်နိတ်တပိတ်လှုပ်မယ်ဆိုတဲ့အချိန်မှာလှုပ်ရှင်လှုပ်ဘောဟုတ်တယ်မဟုတ်လားကျွန်တော်သာဆိုရင်လှုပ်ရှင်လှုပ်မင်းဒေါ်လာကြီးထောက်ခံတဲ့လူလှုပ်ပြဿနာမရှိဘူးမင်းတို့ဟိုဟာလည်းမဖြစ်ဘူး ရန်လည်းမချဘူးမင်းတို့ကမင်းတို့လှုပ်ငါတို့လှုပ်ကြရှိရလို့ကိုလှုပ်တာမှန်တယ်လို့ယူဆရင်ငါတို့လှုပ်ကြရှိရလုံးမယ်ဆိုတော့စိတ်ထားရမှာလေအဲ့လိုမဟုတ်ဘဲနဲ့ဟာအတန်လေးတပိတ်လှုပ်တော့မယ်ကြောက်ကြောက်ဖို့ကဟိုပန်းတပိတ်လိုပါသေးတာပန်းပန်တဲ့လူမှန်သမျှလိုက်ဖမ်းရမယ်ဆိုတော့မိကလေးတွေပန်းပန်တာဒါတဘာဝပဲဘယ်တော့မှရှေးခေတ်လူကြီးတွေကစပန်းပန်နန်းဆန်တယ်လို့တော့ပြောခဲ့ရသေးတယ်ဟာကိုပန်းပန်လို့ဆိုပြီးတော့မှလိုက်ပြဿနာရှာအခုလက်ဒီတိုင်းပဲဆယ်ရက်နေမှာကဲဟို တမိသားစုလုံးနေမကောင်းဖြစ်တာတို့ဘာတို့ဒါမှမဟုတ်လို့ရှိရင်လည်းဥမာဖះသွားကြောင်းတဲ့လုပ်ဖို့တွေအဲ့ဒီနေမှာချိန်ထတာတွေဘာတွေအကုန်လုံးရှင်းရှိလိမ့်မယ်အဲ့တော့သူကိုယ်ပိုင်လုပ်ငန်းဖြစ်တဲ့သူစည်းတိုင်ဗျာသူဖွင့်ရင်ဖွင့်မယ်ပိတ်ရင်ပိတ်မယ်ဒါအစိုးရနဲ့ဘာဆိုင်လို့တို့ဟုတ်တယ်မဟုတ်လားအဲ့တရားမဝင်တာမရောင်းရင်ပြီးရောဗျာသူတရားဝင်တဲ့ပစ္စည်းရောင်းလို့ရှိရင်သူကသူဖွင့်ရင်တဲ့အချိန် မနေ့10နိုင်မှပဲဖွင့်17နိုင်မှပဲဖွင့်17နိုင်မှပဲဖွင့်ဒါသူသူသူအကြောင်းလေဟုတ်လားဟိုတချင်းလေးလို့ပေါ့စောက်ကြောင်းလေးကနှစ်ကြောင်းပဲရှိပါတယ်ဆိုတာသူစောက်ကြောင်းရဲ့ကိုစောက်ကြောင်းရဲ့ဆိုတာကိုကိုစောက်ကြောင်းနဲ့ကိုကကိုနေလေမနေနိုင်တဲ့ခါကျတော့အရန်တုံလို့တယ်အရန်ခြောက်ခြားသွားတယ်ကြောက်တယ်ကြောက်တယ်သူကပန်းပန်းပန်းမှလည်းကြောက်တယ်ပေါ့နော်အသေးပေးမှလည်းကြောက်တယ်နောက်တစ်ခုကကျွန်တော်တို့ဒီတိတ်တိတ်ကလေးပြည်သူကနေပြီးတော့အတန်တိတ်နေမှာကိုလည်းသူကကြောက်ပြရော ဟိုစစ်တပ်ကဟိုကျွန်တော်တို့ပြည်သူလူလူတို့ကဘာပဲလှုပ်လှုပ်သူ့မှာကြောက်နေရတဲ့ပုံစံမျိုးသွားတွေ့ရတာပေါ့ဟုတ်ဟုတ်ဒါကြောင့်သူပြည်သူလူတို့ပေါ်ပြောကြည့်ရမယ်ကျင်းဟိုး10ပါးထဲမှာပါပြီးသားပဲလေဒါအဲ့ဒီဟာကိုတကယ်မင်းတို့ချစ်ခွေးတွေပြီးအဲ့ဒီအချက်တစ်ချက်ကို ပြန်ဖတ်တာနဲ့နေမင်းတို့ဟိုကိုကိုကိုဒီတိုင်းအောင်တက်သေးရင်မှမို့သူများကိုတက်ခိုင်းရင်မှသိရတယ်သူကို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 တက်တယ်မို့ငါ့ကိုမသိမချင်းဟိုတက်ပါဆိုတဲ့အခြေအနေမျိုးဖြစ်သွားပဲ အဲ့ဒီဟာကဘာလဲဆိုတော့ပြည်သူလူထုဘောပြောကြည့်ရမယ်ကျင်းဝတ်၁၀ပါးထဲမှာပါပြီးသားဘာပဲလှုပ်လှုပ်ဘာပဲခိုင်းခိုင်းပြည်သူလူထုက ကြည်ပြူကျင်တတ်ပါစေတဲ့ဟမ်ဘာပဲလှုပ်လှုပ်ဘာပဲခိုင်းခိုင်းပြည်သူလူထုကကြည်ပြူကျင်တတ်ပါစေမင်းတို့ဘာပဲလှုပ်လှုပ်ပြည်သူလူထုကိုဘာပဲခိုင်းခိုင်းပြည်သူလူထုကကြည်ပြူကျင်တတ်ပါစေဆိုပြီးတော့မှတကယ်စာကြောင်းတူတူလေးနဲ့ထိမိအောင်ရေးထားတဲ့ကျင်းဝတ်60ထဲမှာပါတယ်ပြည်သူလူထုဘောပြောကြည့်ရမယ်ကျင်းဝတ်ကိုယ့်ဘာကိုပြန်စဉ်းစားကြည့် ငါတို့ဘာပဲလုပ်လို့ပြည်သူကိုဘာပဲခိုင်းခိုင်းပြည်သူကကြည်ပူကျင်နေရဲ့လားဆိုတာကိုကြည်ကျင်အဖြစ်နော်ဖုန်ကြီးတရားဟောတဲ့ထဲမှာလည်းပါတယ်ဆန်နလဲမှာတပိသုံးပေတကိတ်ဆိုပြီးတော့မှတရားဂိတ်တွေဖွင့်ပြီးရင်ဟိုရှောင်ပြေးလို့မရအောင်ဆိုပြီးတော့မှဒီလိုဟိုဟိုဘက်ဒင်ဂိတ်ကိုမွေလင်မွေကောက်ချထားသေးတယ်အဲ့မွေလင်မွေကောက်ကိုပဲတော်လိုင်းတက်ဖွဲ့တွေကလာပြီးတော့မှတနတ်နဲ့ဝင်ဝင်ပြစ်ခံရတာပဲအဲ့တော့ဘလို့ပဲအန်နီယယ်တွေကဟိုအန်နီယယ် လုတ်ကင်းအောင်ဘလို့ပဲတာစီတာစီပေါ့နော်ဓမ္မနဲ့အာရမဆိုတာကအချိန်တိုင်းတော့ဒါဓမ္မဆိုတာကတော့ကြီးဆိုးလာစမြဲပဲပေါ့နော်ဓမ္မကတော့အောင်မြင်လာစမြဲပဲဆိုတဲ့ဟာကိုပြောချင်တာပေါ့ဟုတ်နောက်တစ်ခုကတော့ဒါဟိုမင်္ဂလာရှိတဲ့တည်ပေါ့နော်ဟိုထိုင်းနိုင်ငံမှာမြန်မာနိုင်ငံသားတွေဒါဖြတ်တန်းခွင့်6လနဲ့ဟိုကျွန်တော်တို့အလုပ်လုပ်ကင်ခွင့်ပေးမယ်ဆိုတော့ဟိုတည်လဲတစ်ခုလဲတွေ့ရတယ်ပေါ့နော်အဲ့ဒါကတော့ကျွန်တော်တို့အတီးဖြစ်ဖို့ဒါထိုင်းပို့ဖို့အစိုးရရဲ့ ခွေပြုချက်တောင်းထားတယ်လို့လည်းသိရတယ်ပေါ့ဟုတ်ဟုတ်နော်ကျန်တဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်တို့စာအုပ်မျိုးမျိုးရှိရပါတော့စာအုပ်အစိအခုကတော့ဒါ border pass ပေါ့နော် border pass ကတော့ကျွန်တော်စာအုပ်အပြာပေါ့စာအုပ်ပြာအဲ့မှာမှာ CI CI ဆိုတော့ကျွန်တော်စာအုပ်အစိပေါ့ပြီးလို့ရှိရင်ကျွန်တော်တို့စာအုပ်အနီတွေဖြစ်တဲ့ PJ တို့ PV တို့နော်အဲ့ဒီအဲ့ဒီဟာတွေပါလာမှာပေါ့နော်ဟို passport PJ ဆိုဒါအလုပ်သမား visa ပေါ့ဒါဟို PV ဆိုလို့ရှိရင်အလဲပတ် visa ပေါ့အဲ့သူအဲ့ဒါ လုတ်ပြီးတော့မှတခါထပ်ပြီးတော့သူကဘာလုပ်ရသေးလဲကျွန်တော်ဝက်ပါမင်းဆိုပြီးတော့မှအဲအလုတ်လုတ်ခွင့်တခါတထေးစီကနေအလုတ်လုတ်ခွင့်ဘယ်ဆက်ယုံမှလုတ်ပါတယ်ဘယ်တထေးစီမှလုတ်ပါတယ်ဆိုတော့အဲအလုတ်လုတ်ခွင့်ဝက်ပါမင်းထပ်ပြီးတော့မှလုတ်ရသေးရယ်ပေါ့နော်ဒါပေမဲ့အခုဟာကသူကဒီမြန်မာနိုင်ငံမှာခက်ခဲနေတဲ့အလုတ်ကင်အခွင့်အလမ်းတွေရှားပါနေတဲ့ဟာကိုလေတိတာတကြောင်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့အခုထိုင်းနဲ့ကမ္ဘောဒီးယားကလည်းအခုတကြောပြန်စစ်ပွဲကလည်းထပ်ဖြစ်ပြီပေါ့နော် ထပ်ပြတဲ့အခါကျတော့သူကကမ္ဘောဒီးယားလုံသမားတွေအရင်တစ်ခေါက်မှသူကအများကြီးရှော့လိုက်တာ哦အများကြီးရှော့လိုက်တဲ့အခါကျတော့ကမ္ဘောဒီးယားလုံသမားရဲ့နေရာမှာကျွန်တော်မြန်မာအလုံသမားတွေပေါ့နော်အဓိက scale work ကတော့မဟုတ်ဘူးပေါ့သူကရိုးရိုးအလုံသမားတွေပေါ့နော်အောက်အောက်ခြေပေါ့ကျွန်တော်ဆက်ဆက်ချုပ်ရုပ်ဆက်ချုပ်လို့ဘာလို့အဲ့လိုမျိုးတန်ကြီးတန်တန်ချီတန်ကိုကြီးတို့ဘာလို့ကော်ဆန်းပေါ့နော်ကျွန်တော်ပယံပေါ့အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့မှသူကအလုံသမားအခွင့်အလမ်းဟိုဟာဖြစ်ဖို့တွေဒီစာအုပ်အပြာကို border pass ကိုသူက6လ အလုပ်လုပ်ခွင့်ပေးမယ်ပေါ့နော်6လအလုပ်လုပ်ခွင့်ပေးမယ်ဆိုတာကဒါကျွန်တော်တို့သူတို့တင်ပြနေတဲ့သဘောတရားကတော့ဒါကျွန်တော်တို့တီးရှိသလောက်ပြောရမယ်ဆိုလို့ရှိရင်သူကဝက်ပါမင်းလုတ်เสียမလို့တော့ပဲနဲ့ဒီ border patch သူရဲ့တက်တန်း6လတော်တွင်မှာဒီထိုင်းနိုင်ငံထဲမှာဝင်ပြီးတော့မှမြန်မာတွေအလုပ်လုပ်ပိုင်ခွင့်ပေးမယ်ဆိုတဲ့ဟာပေါ့နော်အဲ့တော့ဘောမလော်ဘီတွေကကျွန်တော်တို့နဲ့ထိုင်းဆိုးရကိုဘယ်လိုပဲရန်တိုက်ရန်တိုက်ထိုင်းဆိုးရနဲ့ကျွန်တော်တို့နဲ့က ူ့ဟာနဲ့တူတော့ကျွန်တော်တို့ထိုင်းနိုင်ငံထဲမှာဟိုဆန္ဒပြခြင်းတွေလည်းမလုပ်ဘူးအစစ်ကောင်စီကိုဘလို့ဟိုဖြစ်ပြပြဘာလုပ်ပြပြဆိုတော့ဟာတွေလည်းကျွန်တော်တို့ကသူတို့ခွင့်ပြုချက်မရှိလို့ရှင်မလုပ်ဘူးပြီးရင်သူတို့ရဲ့တရားဥပဒေနဲ့အညီလဲနေထိုင်တယ်အဲ့ဒါသူတို့ဟိုစီမင်းစည်းကမ်းတွေအတိုင်းပဲကျွန်တော်တို့သွားတာလာတာအစဒီတိုင်းပဲနေထိုင်တဲ့အခါကျတော့ကျွန်တော်တို့နဲ့ပတ်သက်ပြီးတော့မှဘာပြစ်မှုမှဒီနိုင်ငံထဲမှာဘာပြစ်မှုမှမရှိဘူးစစ်ကောင်စီကပဲပြစ်မှုတွေလှမ်းလှမ်းပြီးကျူးလွန်တာတိုင်းနဲ့ဟိုလှမ်းလှမ်းပြီးတော့မှ ပစ်ထဲတာပေါ့နော်ပစ်ထဲတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဒါမဲ့ဒါထိုင်းအစိုးရကအခု9ရက်ဒီထိုင်းဟိုမြဝတီမဲဆောက်ပေါ့နော်မြဝတီမဲဆောက်မှာ9ရက်ပိတ်ထားရလို့ကြားတယ်ပေါ့နော်ဒါမဲ့အခု9ရက်နေ့ကဒါမနေ့ရဆိုလို့ရှိရင်ပြန်ပြီးတော့မှဟိုဖွင့်ပေးလိုက်ပြီပေါ့နော်ဖွင့်ပေးပြီးတော့မှကျွန်တော်နေဆက်ဖြတ်ကျော်ခွင့်နေပြန်ပြီးတော့มาပေးလိုက်ပြီဆိုတဲ့ဟာလဲဟောဖြစ်တယ်ဗောနော်အဲ့တော့ဒဇင်ဦးတို့ဘာတို့ဆွတ်ဆက်ပြီးတော့ရန်တိုက်မနေနဲ့ငါတို့ကဘာပြဿနာမှာ မရှိဘူးဒေါ်လိုင်းတက်ဖွဲ့နဲ့ဟိုခြားထိုင်းထိုင်းပဲဖြစ်တခြားအစိုးရတွေနဲ့ကဘာပြဿနာမှမရှိဘူးနင်တို့အစိုးရနဲ့နင်တို့ပြည်သူပဲပြဿနာဖြစ်နေတာအဲ့ဒါတခြားပြည်သူတော့မဟုတ်ဘူးနင်တို့အစိုးရနဲ့နင်တို့ပြည်သူပဲပြဿနာတက်နေတာကိုယ့်အကူလည်းပြန်ပြီးတော့မှတခြားကြည်အောင်ဆိုတဲ့ဟာလေးပြောနေတာပေါ့နော်အဲ့တော့မြန်မာတွေရဲ့အခွင့်အလမ်းကကျွန်တော်တို့ဝပမေးမလို့ပဲね6လအလုပ်လုပ်ခွင့်ရမယ်ဆိုတော့မျောလင်းချက်အလင်းအောင်လေးတော့လာပြီပေါ့เนาะအဲ့တော့ဒီဟာသာတကယ်ဖြစ်မြောက်သွားပြီဆိုရင်ကျွန်တော်စာအုပ်ပြကင်ပြီးတော့မှ မြန်မာပြည်အဖွဲ့ခိုးမဝင်ပါနဲ့ခိုးဝင်တာအင်မတန်အနေများပါတယ်တခုတစ်ခါဟိုမှာမိပြန်ပြီးဟိုမှာမိပြန်ပြီးဒီမှာမိပြန်ပြီးမိလိုက်ရင်လည်းဆယ်ကနန်းနဲ့ချီရာကနန်းနဲ့ချီပြီးတော့မှမိကြတာပေါ့နော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီ border patch နဲ့ထွက်လာလို့ရအောင်တော့အဲနီလန်းလေးတည်စုံတန်းပြီးတော့မှစ조사သိကျင်တယ်ဆိုတဲ့ဟာလေးပြောချင်တာပေါ့ဟုတ်ထိုင်းပြည်သူတွေကလည်းဒါမအလာအောင်မကောင်းတဲ့အကြောင်းတိတယ်ပေါ့နော်တိတဲ့အခါကျတော့တော်တော်များများထိုင်းတထေးကြီးတွေက ဝင်အောင်လိုက်မကောင်းဝင်အောင်လိုက်မကောင်းဆိုတာအဲ့ဒါမျိုးတွေပြောတယ်ပြောလိပြောထားရှိတယ်ပေါ့နောက်တစ်ခုကကျွန်တော်တို့ရန်ကုန်တိုင်းမြောက်ဩကလာရဲစခန်းကိုဒါမျိုးပြက်ကြွက်ကတည်းကဝင်ပြီးတော့ကျွန်တော်တို့ဖောက်ခွဲတိုက်ခိုက်တာပေါ့နော်အဲ့ဒါရဲနှစ်ဦးဟိုဟာထိခိုက်တိုင်ရရသွားလေသိရတယ်မြောက်ဩကလာဆိုတော့ဘုံကဒီမြောက်ဩကလာရဲစခန်းကလည်းအချိန်ပေါင်းမရတွက်နိုင်ခဏခဏဒါလက်ပြုံနဲ့ပြစ်သွင်းခံရတာတော့မြောက်ဩကလာနဲ့ကက်ရက်ကကျွန်တော်တို့အနမ်းပင်ရှိတယ်အနမ်းပင် နာမည်နဲ့ကရက်ကတော့ဒါမင်္ဂလာရုံလေးတဲ့စကန်ဌာနချုပ်ပေါ့ယင်တော့တော့မင်္ဂလာရုံလေးတဲ့စကန်ဌာနချုပ်ဒါအနမ်းပင်ဂိတ်ကိုဒီတော်လိုက်တက်ဖွဲ့တွေကနေဒီမှာလက်ပြပုံပြစ်သွင်းလိုက်လို့နောက်ပိုင်းမှာဘာလောက်ထားလဲဆိုတော့ဂိတ်ညှော်စင်နေလောက်တာဝေးရနေပြီးတော့လှမ်းမြင်နေအောင်လို့ညှော်စင်နေလောက်ပြီးတော့ညှော်စင်ဘဝနေမှာလှမ်းကြည့်နေရတဲ့ကဲဆောင်နေရတဲ့အဖြစ်ပြက်တွေတော့တွေ့ရတာပေါ့ဟုတ်ဟောဟိုမြို့ပြကြွက်ကတော့တကယ်လေဟိုတူတူတိတ်တိတ် နဲ့အလုတ်လုံးနိုင်တဲ့အဖွဲတစ်ဖွဲဖြစ်တယ်ပေါ့နော်အဲ့တော့မြို့ပြကျွတ်မှာလည်းအစီမံတွေအများကြီးရှိတယ်ဟောအစီမံတွေအများကြီးရှိတယ်အဲ့တော့ဒီမြောက်ကလရဲစခန်းလောင်းနေနေတိတ်ပြီးတော့မှမြို့ပြကျွတ်ကတော့တိတ်မကျင်နဲ့ဘူးပေါ့နော်မကျင်နဲ့ဘူးကျန်တဲ့ကိစ္စတွေလည်းစီမံရတာရှိတယ်အဲ့တော့ဘယ်ကောင်တွေပါမလဲပေါ့ခေသမိုင်းကိုဒုံဆိုင်ခဲ့သူများဆိုတဲ့ထရကောင်တွေများပါမလားဒါမို့လို့ရှိရင်ပေါ့နော်နိုင်ငံကိုမတည်ငြိမ်အောင်လုပ်တဲ့ကောင်တွေအကုန်တက်သွားလို့ပြောတဲ့ လူတွေမြပါမလားဗောနော်အဲပြီးလို့ရှိရင်ဒါကျန်တဲ့ဟိုဟာတွေရှိသေးတယ်ဗောနော်ကျန်တဲ့ဟာတွေရှိသေးတယ်ဒါတရုတ်ကိုတရုတ်ကိုခီးလေးတစ်ခေါက်လွတ်တာနဲ့တည်းပဲတကယ်ဟိုဟာဖြစ်နေတဲ့ဟိုဟိုဘယ်လိုပြောရမလဲဆိုတော့တော်တော်တကြွကြွဖြစ်နေတဲ့နော်လူရှင်တော်ဥက္ကဋ္ဌကြီးတို့ဘာတို့တွေမြပါမလားဗောနော်ဒါကြီးလည်းအများကြီးစဉ်းစားရဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့မုတ်ဆိုးကတော့မြို့ပြကြွက်ကတော့မုတ်ဆိုးတယောက်အတွင်နဲ့တော့ ောက်လျှောက်တော့တားကောင်ကိုလိုက်နေစေဖြစ်တယ်ဗောနော်ဒါပေမဲ့အဲသူ့ခြေမှာပေါ်လာတဲ့တားကောင်ကယုံဖြစ်မလားကြားဖြစ်မလားဗောနော်အဲ့တော့ယုံယုံတွေးရင်တော့သူကတော့ယုံတော့ဟိုဒါသမင်းတနက်ရလေဟင်းတနက်ရလေမစိုးဘူးဆိုပြီးတော့ဒါယုံတော့လောက်ရမှာပဲဗောနော်အဲ့တော့ဘာပဲဖြစ်ဖြစ်ယုံမဲဖြစ်ဖြစ်ခွေးပဲဖြစ်ဖြစ်ဗောနော်တိန်း6000တန်ကားကြီးပဲရိုက်ခဲ့တဲ့လူပဲဖြစ်ဖြစ်ဗောနော်အဲ့တော့မြို့ပြလမ်းများပဲဖြစ်ဖြစ်တော်လမ်းပဲဖြစ်ဖြစ်ဘယ်ဟာပဲဖြစ်ဖြစ်မြို့ပြကြော့ကတော့တောက်လျှောက် စီစဉ်နေတယ်ဆိုတဲ့ဟာလေးပြောချင်တာပေါ့နော်မြို့ပြကြွက်ရဲ့ဒါအစီမံရေးဆွဲတဲ့သူပေါ့နော်အစီမံရေးဆွဲတဲ့သူနေနဲ့လဲကျွန်တော်တို့ဒါရင်းနှီးတယ်ပေါ့ရင်းနှီးတယ်ဆိုတာကဘာစီမံလုပ်မယ်ဆိုတဲ့ဟာကျွန်တော်တို့ကြိုတည်ရလို့ပြောတာမဟုတ်ဘူးပေါ့နော်အဲ့ဒီကရေးဆွဲတဲ့လူတွေဘာနေလဲကျွန်တော်တို့ရင်းနှီးကြောင်းဝင်မှုရှိပါတယ်တချို့ဒါ UG နဲ့ပတ်သက်ပြီးတော့မှ UG တွေကအန်ရီအများဆုံးပဲဗျတကယ်ဓာသွားပုံမှာဟိုလမ်းလျှောက်ရတဲ့လူလိုပဲနည်းနည်းလေးချော်သွားတာနဲ့ ဟိုဖြစ်မှာပေါ့နော်သူမျိုးပြတဲ့မှာအလုပ်လုပ်ရတယ်ပြီးရင် तू မဟုတ်တဲ့ပုံစံနဲ့ပြန်လဲနေထိုင်ရတယ်တယောက်နဲ့တယောက်ဘယ်လိုဆက်သွယ်ရမလဲဆိုတော့အကွန်ရက်တရားစသူတို့မှာတောက်လျှောက်အစီမံပေါ့နော်ဒစိမ့်စိမ့်နဲ့ထိုင်ပြီးတော့မှအလုပ်လုပ်ရတာ UG တွေကတော်ရရလို့တော့တယောက်တယောက်ဟေ့အောင်မင်းမင်းရှိကခုံးမှာဟိုကောင်လေးရှိတယ်မင်းပြစ်ထည့်ပလိုက်ဆိုပြီးတော့မှထဲပြောလို့မရတဲ့အကြောင်းအရာကြီးလည်းအများကြီးရှိတယ်ပေါ့နော်ပြီးရင်တယောက်နဲ့တယောက်တော့ ဖုန်းဆက်သွယ်ပြောဆိုဖို့တွေဖုန်းဆက်သွယ်ပြောဆိုတဲ့အချိန်မှာဘလို့တွေပြောရမလဲဘလို့လုပ်ရမလဲဆိုတဲ့ဟာတွေအားအစသူတို့မှာတကယ်စနစ်တကျစီမံပြီးတော့မှတည်တည်ချာချာလုံနိုင်တဲ့မြို့ပြကြွက်အဖွဲ့ဖြစ်ပါတယ်မြို့ပြကြွက်အဖွဲ့ကိုလည်းကျွန်တော်တို့ဒါဝိုင်းပြီးတော့မှကူလို့ရပါတယ်ဗောနော်သူတို့ကလည်းကျန်တဲ့ကျွန်တော်ပြောလို့ဗောနော်ဟိုပြည်သူလူထုအစိတ်ခတ်နေတဲ့ကောင်းနေမှန်သမျှကတော့သူတို့ကတော့ရရင်ရသလိုလိုက်လံ ရှင်းလင်းမဲ့အဖွဲဖြစ်ပါတယ်ဗောနော်ဟုတ်အဲ့ဒါလေးပြောချင်တာဗောဟုတ်ဒါတော့ဟိုမျိုးပြချွက်ကိုကုဖို့ဆိုရင်ကျွန်တော်တို့ဒါ6မိုင်ဗောနော်6မိုင်မှာဆိုရင်ဒါကျွန်တော်တို့လေတက်ကနေမှာကောင်ကြီးကြီးအမေးရှိရှိတွေနေတဲ့အတွက်ကြောင့်ဒါ6မိုင်ကပြည်သူလူထုအနေနဲ့လဲမိမိပတ်ဝန်းကျင်မှာရှိတဲ့လေတက်ကအကောင်ကြီးကြီးအမေးရှိရှိတွေကို information အနေနဲ့မျိုးပြချွက်ကိုပေးလို့ရတယ်ဆိုတာကိုကျွန်တော်ကတော့ပြောချင်တာဗောနော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါဟိုရခိုင်ပြည်နယ်ဗောနော်ရခိုင်ပြည်နယ်ကွာမြို့နယ်မှာ အခြေစိုက်တဲ့ခမရဒါ963အနေနဲ့တုတ်တက်ချက်တဦးပါဝင်စစ်သား၄ဦးလက်နက်၄လက်နဲ့အလင်းဝင်လာတယ်ဗောနော်အဲ့ဒီမှာနောက်တစ်ခုကကျွန်တော်တို့တိုက်ပွဲအတွင်းမှာထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သား၁၃ယောက်ကထွက်ပြေးလာတာဟုတ်လေအရှင်ဖမ်းမိတယ်လို့သိရတယ်ဗောဟုတ်ဟောဒါရခိုင်ပြည်နယ်မှာလဲအဲကျွန်တော်တို့တည်င်းနေရတာသူကဟို ရခိုင်ပြည်အရခရတော့အေးရတယ်သူ့မှာကလည်းတမျိုးရှိပြန်အောင်ဗျာတရားသူကနေ့စဉ်ဖြစ်နေတဲ့ဟာလေးသူကစွစုထားတာစွစုထားပြီးတော့ပြီးကမှသူကအထုပ်ကြီးကိုကောက်ပြီးတော့မှဟိုတလတန်ဒီနှစ်လတန်ဒီခြားတဲ့အခါကျမှအထုပ်ကြီးကိုကောက်ပြီးတော့မှဖြီချပလိုက်တာပေါ့နော်ဝုန်းသူဟိုဖြီဖြီချလိုက်တဲ့အခါကျမှတကယ်ကောင်းတဲ့နေရအဲ့ဒီခါကျမှပြည်သူလူထုခြားတဲ့ကိုပြန့်နှံ့တာပေါ့နော်သူတို့ကနှစ်ယောက်သုံးယောက်လောက်နဲ့တော့သတင်းထုတ်ပြန်လေးမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခုဆိုရင်ဒါကွာ ခမာရ963ကဆိုလို့ရှိရင်လည်းဒါအလင်းဝင်လာ၄ဦးဖြစ်လို့ဒါနိုင်ရီကံဘက်ကနေပြေးလာတာပေါ့နော်နိုင်ရီကံဘက်ကနေပြေးလာတဲ့3ယောက်လည်းကျွန်တော်တို့အာခတတော့အေတို့ဒီဘက်ချမ်းကကျွန်တော်တို့ဒါ CD အရှိုးတို့ဘာတို့ကနေပြီးတော့မှဖမ်းမိထားတာလည်းရှိတယ်ပေါ့နော်ရခိုင်ပြည်ပါလည်းတောက်လျှောက်တိုက်ပွဲတွေဖြစ်နေပါတယ်နော်ဒါတကယ်လဲအလုံးလုံးနေတဲ့အဖွဲတစ်ဖွဲလဲ ဖြစ်တယ်ပေါ့နော်ဒါကတော့ဘယ်သူမှညင်းလို့မရဘူးပေါ့နော်ဘယ်သူမှညင်းလို့မရဘူးအဲ့တော့ဒါအတခါတော့ AA နဲ့ပတ်သက်ပြီးတော့မှကျွန်တော်နေ့စဉ်တရင်နေလေလိုက်ပြီးတော့တော့ကျွန်တော်တို့လိုက်တော့စုံတော့စုံတဲ့နေပေါ့နော်ဒါပေမဲ့တို့ကအရင်တိုသိတဲ့ခါကျတော့ကျွန်တော်တို့တွေတချို့ဟာတွေတရင်နေမရပဲရှိတဲ့ဟာတွေလည်းရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဟိုတက်လိုက်ဒီစစ်ကြောင်းလိုက်ကြီးပြတ်သွားတာတွေလည်းပြီးခဲ့တဲ့ရပန်ကဒါကြောက်ဖြူမှာ ဖြစ်သွားရဲဆိုတာလည်းကြားရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တရင်အချိန်မျိုးကိုလိုက်တဲ့အချိန်မှာတိတိကျကျမရတဲ့ခါကျကျွန်တော်တို့ပြည်သူလူထုတ်ပြောဖို့အတွက်ဥမာဘယ်တက်ကဘလို့ပြတ်သွားတယ်လို့အင်အားဗနေရောက်ပါတယ်လို့ဘာလို့ဆိုတဲ့ဟာတွေကကျွန်တော်တိတိကျကျလိုက်လို့မရဘူးပေါ့နော်အဲ့ဒီမှာလည်းကျွန်တော်တို့ဒါတပတ်စင်နဲ့တကယ်ချင်းရှိတယ်ပေါ့နော်ရှိပေမဲ့တပတ်စင်နဲ့တကယ်ချင်းကိုမပြောလား तू ကဘုံမှုအောင်မြင်ဆိုးဆိုတာရှိတယ်ပေါ့နော် तू ကတော့ကျွန်တော်တို့ဒါ2000အဲစကွန်78လောက်ကလေးကပေါ့နော်စကွန်78လောက်ကလေးကကျွန်တော်တို့ဒါအရခတ်တော့အေးအေး နဲ့တခါလေးပူပေါင်းသွားပြီးတော့မှသူကတော့ဒါတန်ချက်ကဒီတင့်နေကျွမ်းကျင်တဲ့ပုံမှုပေါ့နော်အဲသူကကျွန်တော်နခခငါအာမနခခငါဖြစ်စဉ်ဆိုလို့ရှိရင်ဒါသူတို့စီမံချက်တွေဝိုင်းပြီးတော့မှရေးဆွဲပြီးတော့နခခငါကိုပြစ်ခတ်ခဲ့တဲ့အထက်မှာပါတယ်ပေါ့နော်အဲ့ဒီဘုံဘုံမှုအောင်မြင်ဆိုးနဲ့ကျွန်တော်လည်းအဆက်အသွယ်ရှိတယ်ဒါပေမဲ့သူ့ကိုမေးလို့ရှိရင်တကယ်ချင်းအခြေအနေဆိုလို့ရှိရင်သူကအေးစိပါပဲဒီလောက်ပဲသူကပြောတယ်ပေါ့နော်အဲ့တော့ ဟိုဆိုလိုချင်တာကအဲ EE ကကျွန်တော်တို့တရင်အရန်လုံနေဆိုတဲ့ဟာကိုကျွန်တော်ဆိုလိုပြောပြောချင်တာပေါ့နော်ဟုတ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒါခင်ကြီးပြောထားတာပေါ့နော်ဒါဘိုးမူကခင်ကြီးကိုတော့ဘယ်လိုပြောမလဲတော့ခင်ကြီးကနေပြီးအမိမြေအတွက်အသက်ခံတာဆွန့်လွတ်ခဲ့သူများကိုတဲ့ဒါလက်တင်လေးပြူတင်နေဆိုတဲ့အကြောင်းကိုပြောထားအဲ့ခင်ကြီးရဲ့ post အောက်မှာကျွန်တော်လည်းစိတ်ဝင်စားတော့ကိုမန့်နေဘယ်လိုတွေများပြောမလဲဆိုပြီးတော့ why say ထားတာဘိုးမူကကို ဒီဆဲထားကလည်းကျွန်တော်ပြန်တွေးကြည့်တယ်ဗောနော်တော်ယုံတန်ယုံတတိနဲ့ဒါခေရဲ့ pace မှာတွားဆဲရဲလောက်အောင်တတိမျိုးဗောမလွယ်ဘူးဆိုတော့တွေးရတာဗောအဲ့မှာသူကဟောပါကျွန်တော်တို့သူတင်းထတာကဟိုခင်ကြီးတင်းထတာကျွန်တော်တို့သူရဲကောင်းပိမ့်မှန်ဗောနော်ရဲကောင်းပိမ့်မှန်နေပြီးတော့မှရှိတယ်သူရဲကောင်းပိမ့်မှန်ဗောအဲ့ဒီသူရဲကောင်းပိမ့်မှန်မှာကျွန်တော်တို့ဒါတိုက်ပွဲအတွင်းမှာကြဆုံးခဲ့တဲ့ဒီဒီက တေသွားတဲ့ခွေးတွေရဲ့နာမည်သိင်းပေါ့ဗျာပြောရမယ်ဆိုရင်တော့သူတို့ကပြောတာတော့တိုက်ပွဲတွေမှာကြာဆုံးခဲ့တဲ့သူရဲကောင်းများရဲ့နာမည်နာမည်ကိုသူကရွှေရောင်စလုံးနဲ့ပေါ့နော်အဲ့ထဲမှာသူတို့ဒါဗီဒီယိုလည်းရိုက်ရိုက်ပြပါရွှေရောင်စလုံးနဲ့ဒါမှတ်တမ်းရေးထိုးတာပေါ့နော်မှတ်တမ်းရေးထိုးပြီးတော့မှသူတို့ကဒါဒီဟောက်သူရဲကောင်းဘိမ့်မှန်လို့ခေါ်ပြီးတော့မှသူတို့တစ်နှစ်တစ်ကြိမ်သွားပြီးတော့မှစုပြီးတော့သူရဲကောင်းဘိမ့်မှန်ဖွင့်လှစ်တဲ့နေ့မှာပဲအဲ့လိုမျိုးအင်ဒီဗာစီလှုပ်လှုပ်ပြီးတော့မှသွားပြီးတော့လေးပြူကြတာပေါ့ကျွန်တော်စဉ်းစားရတယ်တဲ့ကသူက ရေးထားတဲ့ caption လေးကတွားပြီးတော့မှစဉ်းစားရတွားဖြစ်တယ်အမိမိအတွက်ခန္ဓာအသက်နဲ့ခန္ဓာကိုပေးပြီးတော့မှကာကွယ်ခဲ့တဲ့လူများဆိုတော့ဘဲဘဲတိုင်းတစ်ပါးလာတိုက်လို့အမိမိအတွက်တိုင်းတစ်ပါးကြိုက်တဲ့တိုင်းတစ်ပါးလာတိုက်ဒါကျွန်တော်တို့လည်းကျွန်တော်နိုင်ငံသားတွေကဝိုင်းပြီးတော့တိုက်မှာပဲဘောနော်အရင်ချိန်ဆိုရင်ပြောတာပါဟုတ် ဒီချိန်ကတော့တိုင်းတစ်ပါးတိုင်းတော့ကျွန်တော်တိုင်းတစ်ပါးဘက်ကဝင်ပြင်းမှာပါဆိုစစ်တပ်ကိုတိုက်မယ်ဆိုရင်ပြောတာပါစစ်တပ်ကိုတိုက်မယ်ဆိုရင်တော့တိုင်းတစ်ပါးဘက်ကဝင်ဝင်ဝင်ကူတိုက်ပေးမှာပါအဲ့တော့အမိမေကိုကာကွယ်ခဲသောဆိုတော့အမိမေဆိုတော့အဲ့ဒါငါတို့အမိမေရောမဟုတ်ဘူးလားဗောနော်သူတို့ပဲအမိအမိမေတာလားဆိုငါတို့ကအဖအမိလားဗောနော်တားပြီးတော့မှစဉ်းစားတယ်အဲ့တော့ तू ကဆိုလိုချင်တာကကျွန်တော်တို့တွေကအမိမေကိုဖျက်ဆီးနေတာဗောနော်ဖျက်ဆီးနေတာ तू ကသာလျင်သူတို့ စစ်သားတွေကသာလင်အမိမိကိုကာကွယ်နေတာလို့သူကဒီချိန်ထိဒီကောင်လေးခေါင်းလေးကိုအဲ့ချီးတွေရိုက်ထဲနေတော့မယ်။ခေါင်းလေးကလည်းခေါင်းလေးချီးတွေချီးပြီးချီးထက်ဝင်နေတဲ့အခါကျတော့အဲ့ချီးတွေနဲ့ပျော်မွေ့ပြီးတော့မှဒီဟာဒီဟာကြီးကငါတို့အမိမိကိုကာကွယ်ရမှာငါတို့အမိမိကိုကာကွယ်ရမှာဆိုတဲ့စိတ်အမိမိကိုကာကွယ်ရမှာဆိုတော့အမိမိဆိုတော့ဆိုရအောင်ဘယ်တိုင်းတမလာတိုက်တာလဲဆိုတဲ့ဟာလေလက်ညှိုးထိုးပြဆိုတော့လေသူတို့မှထိုးမပြနိုင်ဘူး။ เนาะအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့မှဟိုဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ပြည်တွင်းစစ်ကိုသူတို့ကအမိမြေကိုကာကွယ်တယ်ဆိုပြီးတော့မှသူတို့ရဲ့အာဏာယူတဲ့ဖြစ်စဉ်ကျွန်တော်တို့တော်လှန်ရေးကအမိမြေကိုဖျက်ဆီးနေတဲ့သူတွေပါသူတို့ကလည်းကာကွယ်နေတဲ့သူတွေပါဆိုပြီးတော့မှဒါကျွန်တော်တို့နိုင်ငံကိုရောပြည်သူကိုရောအဲဂျင်းတဲ့နေပါဒီလိုကောင်မျိုးကဒါရွေးကောက်ပွဲပြီးလို့ရှိရင်အယတ္တာအစိုးရအဖွဲ့မှာဒါအကောင်ကြီးကြီး တကောင်ဖြစ်လာမှာပေါ့နော်အဲ့တော့ဒီကောင်တွေကပဲပြည်သူကိုအစိတ်ခတ်နေတာပြည်သူကိုဂျင်းထဲနေတာဖြစ်တယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နော်ဟုတ်ဒါနောက်တစ်ခုကတော့ကျွန်တော်တို့မွန်ပြည်နယ်ရေမြို့နယ်ပေါ့နော်အာယုတောင်ကြေးွာဒါစစ်တလအောက်ခံပြည်သူစစ်အဖွဲ့၄ဦးရဲ့အဖွဲ့ကိုဒါရေမှာရှိတဲ့ကျွန်တော်တို့ဂျေဘလူးအဖွဲ့ကနေဝင်ရောက်ပစ်ခတ်တာပေါ့နော်အဲ့ဒီပစ်ခတ်တဲ့အချိန်မှာဒါပြည်သူစစ်ခေါင်းဆောင်၄ဦးကိုမှန်တဲ့အပြင်ကျန်တဲ့စစ်သား၄ဦးတည်တယ်လို့ သိရတယ်ဒီ၄ဦးကလည်းဘုံကပထမတစ်ချိန်မှာတော့ဒါမှန်ထားပြီးသားဒါဒုတိယတစ်ချိန်ကနဲ့ဒဏ်ရာတော့မကျက်သေးဘူးဒုတိယတစ်ချိန်ထပ်မှန်တယ်ဆိုတော့သိထားရတယ်ဗောဟုတ်ဒဏ်ရာမကျက်သေးတော့တစ်ချက်တစ်ချက်နားတယ်ပြည်တော်အဲ့တော့ဟိုဘောမွန်ပြည်နယ်မှာလဲကျွန်တော်တို့တကယ်အလုတ်လုံနေတဲ့အဖွဲဆိုလို့ကျွန်တော်တို့လက်ချိုးရည်လို့တော့ရတယ်ဗောနော်အဲ့တော့ဂျန်နေဖွဲအလုတ်မလုံဘူးလားဆိုတော့မဟုတ်ပါဘူးဂျန်နေဖွဲကလောက်တာကလောက်တယ် ဒါပေမဲ့သူတို့ကဒါဒါကျွန်တော်တက်မတိကအဖွဲ့ရင်လဲဆိုလို့ရှိရင်တချို့ဖွဲ့ရင်လဲစကားပြောပြတယ်ပေါ့နော်ပြောရရှင်မသူတို့ကမဟုတ်သူတို့နေမီမာကအဲသူတို့ကဒီလမ်းကြောင်းဖြတ်တောက်ရေးကိုပဲဦးစားပေးပြီးတော့အလုပ်လုပ်တယ်ပေါ့နော်ဒုနဲ့တဲ့နေရာတွေကိုဝင်တိုက်ချင်းတို့ဒါစခန်းတွေကိုဝင်ပြီးတော့မှကျွန်တော်တို့တကယ်အမုံချေချင်းတို့ဘာလို့ဆိုတော့အလုပ်တွေတိတ်မလုပ်ဘူးပေါ့နော်တိတ်မလုပ်ဘူးပေါ့ဒါကတော့ဒါတက်မတိရဲ့အပိုင်းပေါ့အဲဒါပေမဲ့အဲ့မှာအမုံချေမဲ့ ဘယ်ကောင်းလာလာတမမယ်ဆိုတော့အဖွဲကတော့ကျွန်တော်တို့တကယ်ဟိုတကယ်ဖိုက်တာရေဘလူးဖွဲ့ပဲပေါ့နော်ရေဘလူးကတော့ဒါဟိုစကားပြောလို့ရှိရင်လည်းပြက်တယ်ပြက်ပြက်တာတာလူငယ်ပေမဲ့လည်းအဲဥဆောင်နိုင်စွမ်းကအများကြီးရှိတယ်ခြေတန်းလုံးနဲ့အဲသူ့မှာဘရောမသူတင်လိုက်လို့ရှိရင်ဘရောမဟိုဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်တို့ ြည်သူတွေအများအားတွေ့နေရတဲ့ဗီဒီယိုတွေရှိရတာဂျန်တဲ့ဖွဲ့တွေကိုဟွာဖြစ်ပြီးတော့ဘလိန်းနဲ့စကားလည်းမဟုတ်ပါဘူး။သူပြပြပုံစံမျိုးမဟုတ်ဘူး။အဲ့သူကစနစ်တကျတခြားစီမံရေးဆွဲတယ်။ဆွဲပြီးွားတော့မှတခြားဝင်ပြီးတော့မှတိတိကျကျဝင်ပြင်းတယ်ပေါ့နော်။ဝင်ဟုံးတယ်။ဟုံးပြီးွားတော့မှရတဲ့အကျိုးမြတ်ဟွာဖြစ်တယ်ပေါ့။ဒါအခုဆိုလို့ရှိရင်ဒါရေဘလူးစီပါလို့ရှိရင်ကျွန်တော်နဲ့ချိတ်ဆက်ပြီးတော့မှကျွန်တော်အဲ ဒီအလင်းဝင်ဖို့အတွက်လှုပ်ပေးလိုက်တာဒါခொနှစ်ယောက်လောက်တော့ချိပါရှိပြီပေါ့နော်ဒါသူလည်းတကယ်ကျွန်တော်တို့ချိတ်ဆက်တာနဲ့ချက်ချင်းအက်တစ်လည်းဖြစ်တယ်ပေါ့နော်ချက်ချင်းကျွန်တော်တို့ဘယ်နေရာကိုဆက်သွယ်ရမလဲသူ့ဖုန်းနံပါတ်ကျွန်တော်တို့တောင်းပေးဆိုပြီးတော့မှဒါချက်ချင်းလဲလိုင်းရတာနဲ့ချက်ချင်းကျွန်တော်တို့စာပြန်ပြီးတော့မှတကယ်လဲအလွတ်လွတ်တဲ့အဖွဲတစ်ဖွဲဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်တို့ဒီနေ့ပြောခဲ့တဲ့အထဲမှာတော့ဟိုကျန်တဲ့ဟာတွေကတော့ဒါဟိုသတင်းကောင်းတွေပေါ့နော်သတင်းကောင်းတွေအများကြီးရှိတယ်အများကြီးရှိရမှာမှဒါစစ်တပ်က ဘာတွေကိုကျွန်တော်တို့အတန်တိတ်တပိတ်လုံးမယ်မနေ့ပြန်တပတ်ခါပေါ့နော်ကျွန်တော်တို့၁၀ရက်နေကိုစစ်တပ်ကတေချာပေါ့ဟိုကြောက်ချီတောင်ပါနေပြီပေါ့နော်ကြောက်ချီတောင်ပါနေပြီသူကအဲ့ဒီနေကိုဒါတကယ်လှုပ်ပစ်လိုက်လို့ရှိရင်ထိုမင်းအောင်နိုင်နေရာမှာကျွန်တော်သာဆိုရင်စဉ်းစားကြည့်တယ်တဲ့ငါ့ကိုထောက်ခံတဲ့လူဘယ်နှယောက်ရှိလဲတီးအောင်ကွာအဲ့ဒီအတန်တိတ်တပိတ်ကြီးလုံးဝစေငါကြည့်နေလိုက်မယ်ဆိုပြီးတော့မှကျွန်တော်သာဆိုနေလိုက်မှာအဲ့ဒီခါကျမှဟာငါ့ကိုဘယ်သူ ငေါထောက်ခံတဲ့လူကဒီလောက်ကလေးပဲရှိပါလားဟာဒီလောက်အများကြီးပါလားဒီရေတွက်ရှိပါလားဆိုတဲ့ဟာကို तू ကွက်ကွက်ပြပြတိရတာပေါ့နော်ဒီဟာမျိုးစဉ်းစားနေတာပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဟာလုတော်မဟေးငါတို့လုတော်မဟေးလုပါအောင်ဘလို့လုကြမလဲတံပြန်ဘလို့လုကြမလဲဆိုတော့အင်ဗရန်ကြောက်နေတဲ့စိတ်ပေါ့နော်ကန်ခန်းကြောက်တဲ့ပန်းဆိုသလိုပဲပေါ့နော်ကျွန်တော်တို့တနက်ကနေပြီးတော့မှကျွန်တော်တို့ပန်းပန်တဲ့ဟာကိုလေတကယ်ကြောက်လန့်နေပြီဖြစ်တယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့နောက်တစ်ခုကတော့ဒါခင်ကြီးကတော့ ဒီသူကိုတကယ်အစိတ်ခတ်နေပါပြီเนาะအမိမြေကိုကာကွယ်ခဲ့တော့ဆိုတော့အမိမြေအမိမြေဆိုတာဟုတ်ကိုကျွန်တော်လဲစဉ်းစားရင်းနဲ့နှလုံးထဲနဲ့ဘောင်းမိကြတဲ့အခြေအနေမျိုးရောက်နေပါတယ်ဆိုတော့ပြောကြရင်းနဲ့ဒါကျွန်တော်တို့ရဲ့ဇာကဝိုင်းလေးကိုညီကုန်းချုပ်ပါရဗျအားလုံးပဲကျေးဇူးတင်ပါတယ်